လူတွေအကုန်လုံးက street food ကိုပြောလိုက်တာ ਨੇ ဒီလိုဒီလိုဒီလိုအရန်ကိုစားကြည့်ကြကောင်းတဲ့အစားအစာတွေကိုပဲပြင်ပြကြမှာပါ။ဒါပေမဲ့ဒီနေ့ပြောပြမယ့် street food ကိုမြင်ရောအစားကျင်စိတ်တွေပဲဖြစ်မလား။ထွက်ပြေးကျင်သေးပေါ့မလားဆိုတာစစ်ကြည့်ရအောင်။ ကဖိလစ်ပိုင်နိုင်ငံမန္တလေးမြို့မှာအရန်အရန်ကိုနာမည်ကြီးပြီးတော့သူတို့လူမျိုးတွေရဲ့အသည်ဆိုတဲ့အစားအစာတမျိုးလေးဖြစ်ပါတယ်စီလည်းအရန်တန်ပြီးတော့အရသာလည်းအရန်ကောင်းပါတယ်။ဒါကတော့ Phak Phak လို့ခေါ်တဲ့ဖိလစ်ပိုင်နိုင်ငံမှာအရန်ကိုနာမည်ကြီးရဲ့ street food တစ်မျိုးပဲဖြစ်ပါတယ်။ဘလောက်တိ street food စစ်လဲမစစ်လဲဆိုတာကိုဆက်ပြောပြပေးပါ ဆားစာကြောင့်ပြောနေရင်လည်းအမိုက်ပုံတွေလာပြနေရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကတော့ pack pack ရဲ့ဖြစ်ပေါ်လာတဲ့မူရင်းနေရာပဲဖြစ်ပါတယ်။ဆိုတော့ဒီ pack pack ကဘလောက်တီ street food လမ်းဘေးအစားအသောက်ဆက်လဲဆိုလို့ရှိရင်လမ်းဘေးမှာရှိရဲ့ဒီအမိုက်ပုံတွေကနေပြီးတော့တစ်ဆင့်ပြန်လဲပြီးတော့ရှာယူထားတာပါ ဒါကတော့မနီလာမြို့မှာရှိတဲ့ Jollibee တို့ KFC တို့လိုမျိုးကြက်ကြော်ဆိုင်တွေကနေပြီးတော့ဒီစားပီးသားအကျဉ်းချံအတုံးတွေပဲဖြစ်ဖြစ်မကုံတော့တဲ့ဟာတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုကြက်ကြော်ကြုံတွေကိုဒီအမိုက်ပုံတွေကနေတစင်ပြန်ကောက်ပြီးတော့မှပြန်လဲအာချက်ပြုတ်ထားတဲ့အစားအစာပဲဖြစ်ပါတယ်။မိုက်ပုံကနေရှာယူလို့ရတဲ့အစားအကျဉ်းစားကြံတွေကိုသူတို့ကတစင်ပြန်လဲပြီးတော့ချက်ထားပဲဖြစ်ဖြစ်ဒီကြော်တာပဲဖြစ်ဖြစ်ရတာရှိအောင်ပြန်လုပ်ကြပါတယ်။ အရင်ကဆိုရင်ဒီ pack pack ရောင်းတဲ့လူတွေကပဲဒီအမိုက်ပုံတွေမှာစားကျွန်းစားကြံနေကိုသူတို့ကိုယ်တိုင်းတွားောက်ပြီးတော့မှပြန်ကြော်ရောင်းပါတယ်။အခုဆိုလို့ရှိရင်တော့ pack pack စားတဲ့လူတွေလည်းများလာတာဖြစ်တဲ့အတော့ဒီတဆင့်ပြန်ရောင်းပြီးတော့စီးပွားရေးချက်တွေနဲ့လူတွေတောင်မှရှိနေပါပြီ။ းသမီးကတော့သူ့ဖေလက်ထက်တဲကဖက်ဖက်ရောင်းတဲ့လုပ်ငန်းကိုစတင်ခဲ့ပြီးတော့အခုချိန်အထိရပ်တည်နေနိုင်တာပါ။သူကအရင်ဆုံးကတော့အမိုက်ပုံတွေမှာ ကိုယ်တိုင်သွားပြီးတော့ဒီစားကျင်းစားကြံတွေကိုပြန်လဲကောက်ယူပြီးတော့မှသူ့ဆိုင်မှာပြန်ရောင်းပါတယ်။အခုဆိုရင်တော့ရောင်းရတဲ့ရေအတွက်လည်းအရင်များလာတာဖြစ်တဲ့အတွက်သူက လက်ကားရောင်းတဲ့လူတွေစီကနေပြီးတော့တစ်စစ်ပြန်လဲပြီးတော့မှာယူတယ်။သူကိုယ်တိုင်အရေးသွေးပြင့်ပြီးရဲ့ကြက်ကြော်အပိုင်းတွေကို တစ်စစ်ပြန်ရွေးထုတ်ပါတယ်။ ကျွန်တော် pack pack လုပ်တဲ့အစဉ်အဆက်ကိုဆက်ကြည့်လိုက်ကြရအောင် pack pack ကိုပြုလုပ်တဲ့လုပ်ငန်းစဉ်ကတော့အရင်ဆုံးချက်ကြော်ထုံးတွေကိုရွေးတယ်ရွေးပြီးတဲ့အပိုင်းအစားတွေကိုတော့ရေနဲ့နှစ်ခါသုံးခါပြောင်းအောင်ဆေးကြောပါတယ်အဲ့ဒီနောက်မှာရင်ရွေးပူပူတဲ့ကိုတစ်ခါထပ်ပြီးတော့ထပ်ပြုတ်ပါသေးတယ် ျော်ပြီးသားအသားတွေကိုတော့အချိုမုံတကြားစားအပြင် surprise ဒါမှမဟုတ်လို့ရှင်ရင်နက်နက်ဒီအချိုရေးစရာရည်နဲ့ကိုထပ်ပြီးရောနှက်ထားပါသေးရဲ့နှက်ထားတဲ့အချိန်အတွင်းမှာဆိုရင်ချစ်တွန်ဖြူကို no 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 စင်ပြီးတော့စီဘူးထဲမှာထည့်ပြီးတော့ကြော်ပါတယ်ပြီးတော့မှနှက်ထားရဲ့ကြက်ကြော်အပိုင်းစရာကို စီဘူးထဲကိုထည့်ပြီးတော့ကြော်တာဖြစ်ပါတယ် ော့တန့်စင်အောင်လို့အထက်ထက်ဆေးကြောပြီးတော့မှပြန်ကြော်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအမှတ်ပုံကကောက်လာတာ ဖြစ်တဲ့အတွက်ဒီကြက်ကြော်တုံးတွေမှာဘက်တီးရီးယားတွေကရှိနေသေးလားမရှိတော့ဘူးလားဆိုတော့ရောင်းနေတဲ့လူတွေကိုယ်တိုင်ကလည်းမသိပါဘူး။အနီလာမျိုးရဲ့အစင်ကြီးဖုံးရက်ကွက်တွေမှာတော့ဖက်ဖက်ရောင်းတဲ့ဆိုင်မှာလူပြတ်တယ်ဆိုတာတော့မရှိပါဘူး။ ဒီမျိုးသမီးကတော့ဝတ်သားနဲ့အမေသားဖက်ဖက်ရောင်းတာပါဒါပေမဲ့သူကဟိုတယ်ဒီမှာမတုံးတော့တဲ့အသားတွေကိုပြန်လဲယူပြီးတော့ကြော်ရောင်းတာပဲ ော့ဖိလစ်ပိုင်နိုင်ငံမနီလာလိုမျိုးမြို့ကြီးမှာလည်းယခုလိုမျိုးအရန်ကိုအဆင့်တန်းနေကြတဲ့နေရာတွေရှိနေပါသေးတယ်။အမိုက်ပုံနေရာနဲ့တစင်းအစားအသောက်တွေပြန်လည်ရှာယူပြီးတော့ချက်ရလာတဲ့ဒီကိုလူနေမှုအဆင့်တန်းနေကြနေရဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပြပပြီးအကြောင်းအရာလေးကိုစိတ်ဝင်စားမလို့ယုံကြည်ပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ကြမယ်နော်။ Bye bye. ကမ္ဘာနှံကဘူးတူတရရစီရီကို share လုပ်ပေးနေရဖြစ်တဲ့အတွက် YouTube channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်